ကမ္ဘာစစ်ရုပ်အိုလံပစ်ပြိုင်ပွဲတွင်ပထမဆုံးရရှိခဲ့သူ၃ဦးကို KPZ ဘေးကစုချင်းမြင့်မြင့်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ကမ္ဘာစစ်ရုပ်အိုလံပစ်အာရှပစိဖိတ်ပြိုင်ပွဲမှာပထမဆုံးရရှိခဲ့တဲ့ We are Genius မြန်မာအသင်းကလူငယ်၃ဦးကို KPZ ဘေးကစုချင်းမြင့်ပေးသွားမယ်လို့သတင်းထုတ်ပြန်ထားပါတယ်။ စုချင်းမြင့်ရှာမှစုရလူငယ်များရဲ့ဆက်လက်လေးလာမဲ့ပညာရေးခရီးလမ်းတွေမှာအထောက်ကူပြုဖို့အတွက်ចောင်းသားတဝူချင်းစီကို American Dollar 1000 iPhone 17 Pro Max နဲ့ Asus ROG Strategy 60ကို ပေးအပ်သွားမယ်လို့ဆိုပါတယ်။ ကိုဘာဆက်ရောက်အိုလံပစ်အာရှပစိဖိတ်ပြိုင်ပွဲကိုဖိလစ်ပိုင်နိုင်ငံမနီလာမြို့မှာစက်တင်ဘာလ18ရက်ကနေစက်တင်ဘာလ23ရက်နေ့အထိကျင်းပခဲ့တာဖြစ်ပြီးနိုင်ငံပေါင်း24နိုင်ငံကအဖွဲ့ပေါင်း108ဖွဲ့ပါဝင်ရှင်ပြိုင်ကြတာဖြစ်ပါတဲ့ အဆိုပါပြိုင်ပွဲမှာမြမကလေးငယ်တွေဖြစ်တဲ့မိုးပြေဆုံးကျော်ကျော်ဖုံးခန့်စုံနဲ့ညံကိုတို့ကအနာကက်စမ်းတစ်တီထွင်သူပြိုင်ပွဲအငယ်တန်းပွဲစဉ်မှာ AI ရအုံပြူရှားဖွေကဲဆဲရေးစက်ရုပ်ကားနဲ့ပထမဆုရရှိခဲ့တာဖြစ်ပါတယ်လို့သိရပါတယ်ရှင်။